Hello အားလုံးပဲမင်္ဂလာပါရှင်။အဲအခုတစ်ခေါက်လုတ်ပေးသွားမယ် reading လေးကကြတော့လေ။ဟွန်းဒါဘယ်လိုပြောရမလဲ။ H နဲ့ပတ်သက်ပြီးတော့ဗောနော်တချို့လေးတွေသိကျင်နေတဲ့သူလေးရှိရယ်ဆိုရင်ပေါ့ကွာ။အာသူအခုဘာတွေဖြစ်နေလဲ။စသဖြင့်ပေါ့နော်။အဲ့လိုမျိုးလေးကိုတတိယသူ့ကိုလည်းပဲကိုကတတိယမိတော့အဲသူ့အကြောင်းလေးနည်းပါပါသိကျင်စိတ်လေးတွေရှိတဲ့သူတွေပေါ့နော်။အဲအဲ့လိုမျိုးလေးရှိတဲ့သူလေးဒီ reading လေးကိုနားထောင်လို့ရတယ်။ ပြောမယ်ဆိုရင်တော့ဒါကွာဒီကိုယ့်ရဲ့ age နဲ့ပေါ့နော်ဘာတွေဆက်ဖြစ်လာနိုင်ကြီးရှိလဲသူပြန်လာမလားအဲသူနဲ့ပြန်ဆင်ပြေမလားဆက်သဖြင့်အဲ့ဒါတွေကိုကြည့်တာမဟုတ်သူအခုလက်ရှိမှာဘာလေးတွေဖြစ်နေလဲသူဘာတွေကြုံတွေ့နေရတာလဲဆိုတာလေးကိုသူ့အကြောင်းလေးဆက်စုထားတာပေါ့နော်အဲ့ဒါလေးကိုအမကကြည့်ပေးပါမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ age နဲ့ပတ်သက်ပြီးတော့ဆက်စုခြင်းတဲ့သူလေးတွေဒီ reading လေးကိုနားထောင်နော်အဲ့တော့ထုံးစံအတိုင်းပဲရွေးချယ်စရာလေးနှစ်ခုရှိတယ် ဒါလေးကတော့ပိုင်1ပေါ့နော်ဒါလေးကတော့ပိုင်2ပေါ့အဲ့တော့ကိုကြိုက်တဲ့ကက်ကလေးတွေကိုတေချာလေးစိတ်နှင်ပြီးတော့ရေးကြည့်ပါနော်ပြီးွားရင်အဖြေလေးပြောပြပေးမယ်နော် အဲ့တော့ရွေးပြီးဝိုင်းလို့ထင်ပါတယ်ရွေးပြီးဝိုင်းဆိုရင်တော့အမကပိုင်လေးတွေကိုကြည့်ပေးမယ်နော်အခုပိုင်ဝန်းလေးကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ပိုင်ဝန်းလေးရဲ့ပေါ့နော် H လေးကသူ့အနေနဲ့အခုချိန်မှာဘာတွေဖြစ်နေလဲဘလို့ဒီဂျုံနေရတာမျိုးလေးတွေရှိလဲဆိုတာကိုနားထောင်ကြည့်ရအောင်နော်အဲ့တော့အမဒါလေးတွေကက်ကလေးတွေကတော့ဒီကက်ကလေးတွေရထားပါဗျာအဲ့တော့ဒီကက်ကလေးတွေရဲ့နာမည်ရဆိုရင်တော့သူကအခုချိန်မှာပေါ့နော်အင်းအထီးကတော့သူ့ရဲ့ ဟိုရေးကြည့်ရပေါ့နော်အလောက်ကင်အဲ့ဒီနဲ့ပတ်သက်ပြီးတော့သူပေါ့နော်သူ့ကိုသူပေါ့နော်ဒါ balance ညီအောင်လို့သူစူးစမ်းနေရတာတွေရှိတာကိုမြင်ရတယ်အဲ့တော့အဲ sorry ပါဒါ level လေးမှာပေါ့နော်ဒါ channel မှာ channel ဆင်းပြီးတော့ video လေးရိုက်ရဆိုတော့လေးအတန်လေးရတော့ဝင်နေတာပေါ့နော်အဲ့တော့ဒီမှာဗာလေးမြင်ရလဲဆိုရင်ဆုံးတော့ဒီခုနကပြောလို့ပေါ့နော်သူ့ကိုသူ balance ညာစ조사နေရတာလေးတွေဒီမှာမြင်ရတယ် နောက်ပြီးတော့ဘောနောဘယ်လိုရမလဲသူအခုချိန်မှာလည်းပင်ပန်းနေရတယ်ပင်ပန်းနေရဆိုတော့ကွာဘယ်လိုရမလဲအာသူမိသားစုကိစ္စတွေပဲဖြစ်ဖြစ်လူမှုရေးကိစ္စစသဖြင့်ဘောနောဘလိုတွေပဲဖြစ်ဖြစ်ကွာသူနည်းနည်းလေးဟိုဝင်းဒိုးဝင်ပေါ်တွေများနေရတယ်ပင်ပင်ပန်းပန်းလေးတော့လောလောဆယ်ဆယ်အချိန်မှာသွားနေရတာမျိုးလေးတွေကိုမြင်နေရတယ်နက်ခက်ခဲနေရပေါ့ကွာဒီ balance ညီအောင်လဲစူးစမ်းနေရတော့တစ်ဖက်မှာလဲခက်ခဲနေတဲ့အပိုင်းလေးတွေရှိတာကိုလည်းပဲတွေ့ရတယ်။အဲ့လိုမျိုးခက်ခဲလေးတွေရှိတဲ့အတွက်ကြောင့်သူဘောနော်ဒါ ငွေကြီးတွေအစပေါ့နော်ဒါသူ balance နေအောင်လို့စူးစမ်းနေရလို့တော့ထင်နေပေါ့နော်နောက် ပြီးတော့ပေါ့နော်음နှလုံးသားကြီးရဲ့ကိစ္စနဲ့ပြောရမလားအဲ့လိုလို့တော့ခံစားရတယ်ပေါ့အရန်ကြီးတော့ energy ကောင်းနေအကယ်၍ပေါ့နော်ကိုယ့်ရဲ့တစ်ဖက်လူကအဲနောက်လူရှိနေတဲ့သူပေါ့နော်ဒါနောက်တယောက်နဲ့ရှိနေတဲ့သူဆိုရင်သူကနောက်တယောက်နဲ့အဆင်ပြေလားဆိုတော့လေအရန်ကြီးအဆင်ပြေနေတာမျိုးမရှိဘူးကွာ ဟိုဘယ်လိုပြောရမလဲနည်းနည်းတော့သူပင်မနေတယ်ဟိုနည်းနည်းဒီမှာ dinosaur energy ရသိတယ်မလားဟိုဆွေးနေရတာပေါ့ကွာသိတယ်မလားနည်းနည်းနာကျင်နေရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကိုမြင်ရတယ်အဲ့တော့အဲ့တော့ခြေရေးကလည်းအရင်မကောင်းငွေရေးခြေရေးစီးပွားရေးလုပ်ငန်းတွေကလည်းနည်းနည်းလေးပေါ့နော်ဒါနည်းနည်းပင်မနေရတဲ့အပိုင်းတွေရှိရဲ balance ညောင်ထိနေရတဲ့အပိုင်းတွေရှိရဲဆိုတော့လေ ဟိုဘယ်လိုပြောမလဲ energy ကတော့အရင်ကြီးပျော်ရွှင်နေတယ်တဲ့မလားအရာရာအဆင်ပြေနေတယ်အဲ့လို energy တော့လောလောဆယ်မှာရှိမနေဘူးပေါ့နော်သူစူးစမ်းနေရတဲ့အရာတွေသူအဲခံစားနေရတဲ့အရာတွေလည်းရှိရပေါ့နော်အဲ့လိုဆိုတော့လေအဲ့တော့သူအကြောင်းလေးဆော့ဆူလိုက်တော့အခုလိုမျိုးလေးတည်သွားရတယ်ပေါ့ကွအဲ့တော့ပြောချင်တာကတော့ကွာသူကလေနည်းနည်းဘယ်လိုပြောလဲ not the energy လေးတခုတွေးလိုက်ရတာက ဟိုကိုစီမှာဘောနောကိုလာပြီးဆက်သွဲတာမျိုးကြီးလေရှီကောင်းရှိနေတယ်ဒါဘာလို့လာဆက်သွဲတာလဲဆိုရင်တော့ကိုစီကနေငွေရေးကြီးလေးတွေဘောနောဒါလာပြီးတော့ချင်းငါတာဖြစ်ဖြစ်ဘောနောအဲ့လိုမျိုးလေးတွေလှုပ်လာတက်တယ်ဒါကတော့အကုန်လုံးဆိုလိုတာမဟုတ်ဘူးဘောနောတချို့လေးတွေရှိတတ်တယ်ကိုပြောတာဘောနောအဲ့လို energy ရှိတဲ့သူလေးတွေဘောနောဒီလိုမျိုးငွေရေးကြီးနဲ့ပတ်သက်ပြီးတော့ပတ်စံနေပါလေလာချီးတယ်ဆိုရင်တော့မချင်းနဲ့ဘောနောဟုတ်တယ်လား ဟိုဘယ်လိုပြောရလဲကိုဘကကဲသူ့အခက်ခဲတွေအကြောင်းပေါ့နော်ကိုဘကဒါခန်ခိတာခဏပေါ့နော်ဒါအကူညီပေးခြင်းနဲ့ဆိုရင်လည်းကူညီပေးပါရပါတယ်အကဲရဲ့ကိုဘကမကူကိုလည်းမကူညီနိုင်ဘူးအဆင်မပြေဘူးပေါ့နော်ဆိုရင်တော့လေဒါညင်းလို့ရတယ်ပေါ့နော်အရန်ကြီးတော့ဟိုသွားပြီးတော့အဲ့လိုမျိုးမလုံနဲ့ပေါ့ကွာတည်တာနော်အဲဒါမှသူ့ဘဝမှာတော့ပေါ့နော်ဒီလိုမျိုးကြီးမကောင်းတာကြီးပဲဖြစ်နေမှာဆိုတော့လည်းမဟုတ်ပါဘူး။ဝင်နေလို့ balance နေလာမဲ့အနေထားမျိုးလေးရောရှိလာလိမ့်မယ်။ပြန်ပြီးတော့ပေါ့နော်ဒါ ဝရေးကြေးကအစပေါ့နော်အကုန်လုံးပေါ့နော်မြတ်မြတ်တတလေးပြန်ဖြစ်လာမဲ့အခြေအနေလေးတွေရောရှိပါတယ်။ရန်ကြီးတော့စိတ်မပူပါနဲ့သူကလည်းသူအဆင်ပြေသွားပါလိမ့်မယ်ပေါ့နော်။ဟိုပြောရမယ်ဆိုတော့အခုချိန်မှာခက်ခဲနေရဲဆိုရလဲဒါသူသူ့အကြောင်းနဲ့ တူပဲလေဟုတ်တယ်မလားကို့အကြောင်းမှမဟုတ်တာနော်သူကြုံရမယ်အဲအခက်ခဲတွေသူကြုံရမယ်လောကရန်တရားတွေဆိုလေဒါတွေကပြောမယ်ဆိုတော့ဒီလိုမျိုးလေးတိပွားတဲ့ခါကျတော့လေအော်နင်းစင်ပြေပါစေပေါ့ငါဆူတောင်းပေးပါတယ်ဒီလောက်ပဲဟုတ်တယ်မလားဘာမှအလောက်အဲဆူတောင်းပေးပါတယ်ဆိုတော့စိတ်ကလွယ်ပြီးတော့တခြားဒီထက်ပိုပြီးတော့ဘာမှပေါ့နော်တော်ပြီးတော့ဆော့ဖက်စရာအကြောင်းလည်းမရှိဘူးပတ်သက်စရာအကြောင်းလည်းမရှိဘူးပေါ့နော်ဒါကတော့ အဲဒါကိုရဲ့ဒါအကြောင်းမျိုးမျိုးကြောက်ပေါ့နော်ဒါအဆင်မပြေဖြစ်သွားတဲ့ ace ကလက်ရှိပေါ့နော်ဖြစ်ဖြစ်နေတဲ့ကြုံနေရတဲ့အကြောင်းလေးကိုဆက်စုထားတာပဲဖြစ်ပါတယ်ဒါလေးကတော့ပိုင်ဝန်းလေးတွေအတွက်ပါရှင်အော်ပိုင်ဝန်းလေးတွေနော်နည်းနည်းလေးဘေးကအတန်လေးဝင်နေတယ်ဆိုရင်တော့လေတောင်းမှန်ပါတယ်နော်ဘာလို့လဲဆိုတော့ ဲခြံထဲမှာရိုက်လိုက်မိတဲ့အခါလေးကြတော့လေအပြင်အတန်လေးတွေဝင်သွားတာဖြစ်ပါရဲ့ရှင်အခုလည်းနွေးနောက်ထောက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်เนาะအဲ reading လေးကိုသဘောကျတယ်ဆိုရင်တော့လေအဲ like comment လေးတွေ share လေးတွေနဲ့အပေးကြပါအောင်လို့ကျေးဇူးတင်ပါတယ်ရှင်တော့အခုကပိုင်တူးလေးတွေကိုကြည့်ပေးမှာဖြစ်ပါတယ်ပိုင်တူးလေးတွေရဲ့ပေါ့နော်အခုတစ်ဖက်ပေါ့နော်ဒါတစ်ဖက်လူဆိုတဲ့ဒီ ace ပေါ့ကွာ ace ကအကြောင်းမျိုးမျိုးကြောင့် ခွဲခွာသွားရတဲ့ age ကအခုချိန်မှာဘာတွေဖြစ်နေလဲဘာတွေကြုံနေရတယ်ရှိလဲဆိုတော့နည်းနည်းလောက်ဆက်စုကြရအောင်เนาะဆက်စုကြည့်လိုက်တဲ့ခါကျတော့ဆက်စုကြည့်တဲ့ခါကျတော့ဒါလေးတွေဒါလေးတွေမြင်ပါလေရှင်အဲ့တော့ဆက်စုလိုက်တဲ့ခါမှာဘာလေးတွေဘာလေးတွေမြင်လဲဆိုရင်တော့အမ်ဒီမှာသူ့ဘဝကြီးမှာအခုချိန်မှာပေါ့เนาะอืมတခုခုကတော့ဒီမှာ ပြီးဆုံးသွားပြီဆိုတော့အကြောင်းကိုတော့ဒီမှာမြင်ရတယ်။ဘာတခုခုလဲဆိုတော့ကွာသူ့ဘဝမှာဒါအခြေအနေနဲ့ပတ်သက်တာလဲဖြစ်ရင်ဖြစ်မှာပေါ့နော်။အခြေအနေနဲ့ပတ်သက်ပြီးတော့ဒါဟိုဘယ်လိုရမှာကွာဟိုအခုလက်ရှိမှာပေါ့နော်သူ့ရဲ့ဒီ next rs ရှိနေဆိုရင် next rs နဲ့ ဟိုဘောနော်ဒါပြီးဆုံးသွားတာမျိုးလေးတွေစသဖြင့်ပေါ့နော်ဒါဟိုဘယ်လိုပြောရမလဲခွဲခွာသွားတာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကြုံနေရတယ်လို့ဒီမှာအရင်ဆုံးဆုံးမြင်ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းတခြားသောအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တွေးကြည့်မယ်ဆိုရင်လည်းပေါ့နော်နည်းနည်းဘယ်လိုပြောရမလဲ อืมဟိုအဆင်မပြေနေတဲ့အရာတွေပေါ့เนาะသူဘဝမှာလက်ရှိကြုံနေရတဲ့အဆင်မပြေတဲ့အရာတွေရှိတယ်ဆိုရင်အဲ့ဒီအဆင်မပြေတဲ့အရာတွေကပြီးဆုံးသွားပြီးတော့သူတ new beginning နေပေါ့เนาะဒါရောက်လာမယ်ရှိလာတော့မယ်ဆိုတော့နမိတ်လေးကိုမြင်ရတယ်ဆိုတော့လေဒါကတော့ဘယ်လိုပဲဖြစ်ဖြစ်သူ့အနေနဲ့ကတော့ဒါခက်ခဲကြီးကြုံနေရတယ်ဆိုရင်သူ့အတွက်ကဒါကောင်းကောင်းတဲ့အရာတွေတော့ပြန်ပြီးတော့ရောက်လာတော့မယ်ဆိုတဲ့သဘောမျိုးပေါ့เนาะအဲ့တော့ပြောချင်တာကတော့အခုချိန်မှာတော့သူအဲနည်းနည်းလေးတော့ခက်ခဲနေတာမျိုးလေးတော့ရှိအောင်မှာပေါ့ကွာတည်တယ်မလားဥမာဟိုအခြေအနေနဲ့ပတ်သက်ပြီးတော့သူခု ကပြောလို့ပေါ့နော်လမ်းခွဲတာမျိုးတွေအဆုံးသတ်တာမျိုးတွေဖြစ်သွားပြီဆိုရင်သူ့အနေနဲ့အဲ့ဒါရဲပေါ့နော်ဒဏ်နေပေါ့ကွာတိရမလားနည်းနည်းပင်မရတာနာကျင်ရတာတွေစသဖြင့်အဲ့လိုမျိုးတွေရရှိကောင်းလဲရှိနေနိုင်ရပေါ့နော်အဲ့တော့ ဒါတော့သူ့အကြောင်းပေါ့နော်သူသူ့ဘာသူဘာပဲဖြစ်ဖြစ်လေဒါသူ့အကြောင်းဆက်ဆူတာဖြစ်တဲ့ကြောင်းအာသူအဲ့လိုမျိုးဖြစ်သွားလို့ကိုယ်အနေနဲ့ပျော်သွားတယ်လို့ဝမ်းသာတယ်လို့ဓမ္မမောင်လည်းကိုယ်စီကိုယ်များပြန်လာမလားတော့အဲ့လိုမျိုးကြီးတွေတော့ဒီဒီဒီလိုမျိုးစိတ်တွေတော့မထားနဲ့ပေါ့နော်ဒါကတော့ကံတရားအတိုင်းပဲကွာတဲ့မလားကိုသူခုဒီ DVD လေးကြတော့သူအခုဘာဖြစ်နေလဲဆိုတာလေးပဲသိအောင်မယ်သိရင်ရပြီဟုတ်ပြီလားနော်အဲ့တော့သူအနေနဲ့ကတော့อืม Isoka Energy ရတော့ဒါမမျော်လင့်နဲ့ဆိုပေမဲ့လည်းပေါ့နော် ဒါဘယ်လိုပြောရမလဲအမ်ကိုနဲ့မြပြန်အစဉ်ပြေဖို့အလားအလာတွေမြပြန်ဖြစ်လာတာများလားအဲဒါအခုတွေးလိုက်မိတာလေးပေါ့နော်ဒါမှမဟုတ်ရင်လည်းသူ့အနေနဲ့ အခွင့်ရေးကောင်းနေခွင့်လန်းတဲ့တေသူ့ဘဝမှာရောက်ရှိလာတာမျိုးဓမ္မမွင်လဲ new person ပေါ့နော်ဒီအခုလက်ရှိသူ့မှာရှိနေရဆိုရင်ဒီလူနဲ့ပြီးဆုံးသွားပြီဆိုရင်လဲသူ့ဘဝမှာ new person ရောက်လာတာမျိုးပေါ့နော်အဲ့လိုမျိုးလေးလဲသူကြုံရင်လဲကြုံလာနိုင်လဲမယ်အဲ့လိုမျိုးဟာကကိုယ်နဲ့တစ်ခါပြန်ပြီးတော့အဲ new energy တွေပြန်ဖြစ်တာမျိုးလဲဖြစ်ရင်ဖြစ်နိုင်တာပေါ့နော်อืมမမျော်လင့်နဲ့ဆိုပေမဲ့လဲဒီ exocat energy လေးရပေါ့နော်ဒါနည်းနည်းလေးတော့မျှော်ခြင်းလဲမျှော်ကြည့်ပေါ့နော်ဟုတ်ပြီလားအဲ့တော့ သူဒီအခက်ခဲတစ်ခုကိုအခက်ခဲဆိုအခုကြုံနေရတဲ့အရာတစ်ခုသူပြီးဆုံးသွားပြီဆိုရင်သူ့အတွက်ကကောင်းတာတွေပဲဖြစ်လာတော့ဘူးเนาะဖြစ်လာတော့မှအပိုင်းညီမှာရှိတယ်ဒီမှာဆိုရင်လေ9 of cups energy တွေရော7 of coin 7 of coin ဆိုတော့သူကဒါအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့လေသူလုံးဝဘောเนาะဒီဇိုင်းမဲ့မဲ့စူးစမ်းမဲ့သူတခုခုဆိုလဲกว่าတိရမအခြေခံအောင်ပေါ့နော် အခြေခံအောင်လို့သူစူးစမ်းမယ်ဆိုတဲ့သဘောမျိုးလေးပေါ့အဲ့လို energy တွေလည်းမြင်နေရတယ်အဲဒီ9 of cups energy ရောသူ့ဘဝမှာလုံးဝဟို ပျော်ရွှင်စရာတွေကွာဒီမှာဆိုရင်ဒီကောင်လေးကဟာအစားတွေစားနေပျော်ကြီးကိုတိတယ်မှာသူစားချင်တာတွေစားနေရတာပေါ့နော်အဲ့လိုမျိုးပေါ့နော်ပျော်ရွှင်ရမယ်ဆိုတော့ခရီးတက်နေသူ့ဘဝမှာရှိလာမယ်ဆိုတော့လေဘာပဲဖြစ်ဖြစ်သူကောင်းလာဖို့တွေတော့ရှိလာပါလိမ့်မယ်เนาะအဲ့ဒီကောင်းလာဖို့တွေကကြတော့သူ့ရဲ့ဒီ new beginning တွေ new energy တွေနဲ့သူကဆက်ပြီးတော့ရှိလာလိမ့်မယ်အဲ့ဒီ new beginning new energy ကကိုယ်နဲ့လည်း ရှိလာတာမျိုးလဲဖြစ်ချင်းဖြစ်သွားနိုင်တယ်ပေါ့เนาะဒါကတော့အကုန်လုံးကိုဆိုလိုတာတော့မဟုတ်ဘူးเนาะတချို့တွေအဲ့လိုမျိုးတွေကြုံရတတ်တယ်ဆိုတာကိုပြပြပေးရပါပေါ့เนาะအဲ့တော့ဒီပိုင်တူးလေးရဲ့တစ်ဖက်လူရဲ့ energy ကတော့ခုလက်ရှိမှာဒီလိုလေးကြုံနေရတယ်အဲ့တော့သူ့အချောင်းလေးကိုခုလိုမျိုးဆက်ဆုလိုက်တဲ့အခါကျတော့ကွာသူဘာတွေဖြစ်နေလဲသူ့ဘဝမှာဘယ်လိုလေးတွေ sorry channel ထဲမှာအပီရေးအောက်မှာနည်းနည်းဗီဒီယိုရိုက်လိုက်တဲ့ခါကျတော့လေလမ်းမအတန်းနေရတဲ့နဲ့ဝင်ရအဲ့တွေ့ကြပါတော့နော်အဲ့တော့ဆက်ပြောရမယ်ဆိုရင်တော့သူ့ဘဝမှာသူ့ဘဝမှာနော်အဲအခုချိန်မှာဒီလိုတွေဖြစ်နေမယ်ကောင်းချင်းလေးတွေရောက်လာတော့မယ်ဆိုတဲ့သဘောမျိုးလေးမြင်ရတဲ့ခါကျတော့လေဘာပဲဖြစ်ဖြစ်သူ့အတွက်ဝမ်းသာပေးလိုက်ပါတော့နော်အဲ့လိုမျိုးလေးဆိုရင်တော့အလုံးသူ့အနေနဲ့သူတို့ ချိန်ကြရင်တော့အဆင်ပြေသွားမှာပါဟုတ်ပြီလားเนาะအဲ့တော့ဒါလေးကတော့ပိုင်းတူးလေးပဲဖြစ်ပါရဲ့เนาะဒါပိုင်းတူးလေးတွေကိုကြည့်ပေးထားတာဖြစ်ပါတယ်အဲ့တော့ပိုင်းတူးလေးတွေဒီဗီဒီယိုလေးကိုအဲသဘောကျရယ်ဆိုရင်တော့လေ like and share လေးတွေမှန်လေးတွေနဲ့အားပေးပါအောင်လို့เนาะကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်เนาะတတပါ